မင်္ဂလာပါကျွန်တော်တို့ရဲ့ Echo Soft Revolution မှာပြန်လည်ကြိုးဆိုပါတယ်ဒီနေ့အတွက်ဆွေးနွေးမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံမှာလူငယ်တွေကိုစစ်အာဏာရှင်ကပေါ်တာဆွဲပြီးစစ်မှုထမ်းစရာတွေလုပ်ရတဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးနောင်လာမယ့်နိုင်ပိုင်းတွင်တင်ကိုယ်တိုင်အနေနဲ့လည်းစစ်မှုထမ်းစမှုအပေါ်အတွေ့အခေါ်တွေသဘောတရားတွေပြန်လည်စဉ်းစားဖို့အချိန်တန်ဖိုးခဲ့ပါလိမ့်မယ်ဒါဆို အခု Echo Soft Revolution စတင်လိုက်ကြရအောင် ီနေ့ကျွန်တော်တို့အတူတူဆန်းစစ်ကြည့်ချင်းတဲ့အကြောင်းအရာကတော့လေအခုမြန်မာနိုင်ငံကလူမျိုးရည်ရဲ့ဘဝပေါ်တရက်တရောက်မှုတို့ကြီးနေတဲ့စစ်မှုထမ်းဥပဒေရဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ကျွန်တော်တို့လက်ထက်မှာရောက်နေတဲ့ဒီသတင်းမီဒီယာတွေရဲ့အရင်းအမြစ်တွေနောက်သူတွေတဲ့အချက်လက်တချို့ကိုအခြေခံပြီးတော့ဗောလေဒီဥပဒေပြဋ္ဌာန်းလိုက်ပြီးတဲ့နောက်ပိုင်းမှာလူငယ်တွေရဲ့ဘဝအစီအစဉ်တွေတို့ရဲ့မျှော်လင့်ချက်တွေနောက်ဆုံးနိုင်ငံရဲ့အနာဂတ်အပေါ်မှာတော့ ဘလိုမျိုးရိုက်ခတ်မှုတွေရှိနေပြီလဲဆိုတာကိုအတူတူနည်းနည်းတွင်းကြကြလေ့လာကြည့်ကြတာပေါ့ဟုတ်ကဲ့အဲ့တော့လေဒီဥရေရဲ့တက်ရောက်မှုကရှူတောင်ပေါင်းစုံကနေဝေလာတာကိုတွေ့ရမှာပါလူငယ်တွေရဲ့ဟိုပညာရေးကစလို့အလုတ်ကိုင်းအခွင့်အလမ်းတွေနှုတ်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးလုံခြုံရေးအထိပေါ့အများကြီးကိုထိခိုက်စေတဲ့တော်တော်လေးကျေပြန့်တဲ့ဆွေးနွေးမှုတစ်ခုဖြစ်လာမှာပါ အဓိကကတော့ဟိုဒီအေးမြတ်တဲ့ထဲမှာဖော်ပြထားသလောက်ပေါ့နော်လူငယ်တွေကြုံတွေ့နေရတဲ့အခက်အခဲတွေသူတို့ရှေ့ဆက်ရမယ့်လမ်းမှာကြုံနေရတဲ့စိန်ခေါ်မှုတွေပြီးတော့သူတို့လုပ်နေရတဲ့ရေးချယ်မှုတွေအဲ့လာတွေကိုပဲအဓိကထားပြီးဆွေးနွေးတော့ကြအောင်ပါကောင်းပါပြီဒါဆိုပရမဆုံးအနေနဲ့ဒီဥပဒေထွက်လာတဲ့ဆိုကလေးကလည်းလူငယ်တွေရဲ့လက်ရှိနေ့စဉ်ဘဝသူတို့ရဲ့အစီအစဉ်တွေကိုဘလို့များချက်ချင်းပြောင်းလဲပစ်လိုက်တယ်လေအဲ့ဒီကစားလိုက်အောင် ဟုတ်ကဲ့အထူးသဖြင့်ကိုတက်ကတူတက်နေစဲတော့ ဝဲရဟာနီတို့အလုတ်ကလေးစဝင်ကားစားလူငယ်လေးတွေပေါ့ရင်မြင့်တဲ့ထက်ဖချီရသလားတော့တော်တော်လေးကြိုက်ရိုက်တွားတယ်ပုံဟင်းအဓိကတယုတ်မှုကတော့လေဟိုဘဘအတွက်ချားထားတဲ့အစီမံကိန်းတွေလေအဲ့ရည်လုံဝရဆိုင်ထွားတာဒါမှမဟုတ်လမ်းကြောင်းပြောင်းလဲရတာမျိုးပေါ့ဥပမာပြောရင်တက္ကသိုလ်ဆက်တက်ကိုရည်မှန်းထားတာတွေဒါမှမဟုတ်ပွဲလီရပြီးကောင်းကောင်းမွန်မွန်အလုရှာမင်းပြင်ဆင်နေတာတွေအဲ့ရည်ကိုလုံးမရည်မြဖြစ်သွားတာ ဆိုတော့ပညာကြီးလမ်းကြောင်းမှာယူတရကြီးရက်တန်းထွားတာမျိုးကြီးဂျုံလိုက်ရတာပေါ့ဟုတ်ကဲ့ပြီးတော့လေအလုပ်လုပ်နေတဲ့လူငယ်တွေတော့ကြတော့လေ job security ပေါ့အလုပ်ကင်ခိုင်မာမှုဆိုတာမရှိတော့ဘူးလေဘယ်ချိန်စိတ်မထမ်းဖို့အခေါ်ခံရမလဲဒါမှမဟုတ်ရှောင်နေရင်တည်းအဖန်ခံရမလားအဲ့ဒီလိုစိုးရင်စိတ်တင်နဲ့ဆိုတော့အလုပ်ကိုလည်းတေချာအာယုံဆိုင်ဖို့ခက်ခဲလာတယ်အဲ့ဒီလိုအနာဂတ်မတေချာမြင်ရမှုတွေကပဲလူငယ်တွေကိုပြပကိုထွက်ဖို့တောင်းအားပေးနေတယ်လို့တရင်တော်တော်များများမှာဖော်ပြချတာတွေ့ရတယ် ဆိုတော့ဒီပြပထုတ်ခွာမှုကဘယ်အတိုင်းအတာအခြေခြေပြန်ပြန်ဖြစ်နေပြီလဲဟုတ်ကဲ့ထိုင်းတို့မလေးရှားတို့လိုအင်ဒီဂျင်းနိုင်ငံတွေစီကိုတရားဝင်လမ်းကြောင်းတွေဥပမာလုံသမား MOU စနစ်တို့ကျောင်းသားဗီဇာအလေပတ်ဗီဇာအဲ့ဒါမျိုးတွေနဲ့သွားကြသလိုတချို့ကြတော့လဲအသက်ကိုရင်ပြီးတော့တရားဝင်နေဆက်ဖြတ်ကြော်တဲ့နေလမ်းတွေနဲ့ပါအလုံးရင်းနဲ့ထွက်နေကြတာပါ ဆိုတော့ဒါကနိုင်ငံအတွက်ရေရိုးရိုးလေးရှင်းမှာပါတော်တော်ကြီးမားရဲ့လူသားရင်းမြစ်ဆုံးရှုံးမှု ဖြစ်စေတာပေါ့ဒီလိုအရေးချင်းရှိတဲ့လူငယ်တွေအများကြီးအလုံးအင်းနဲ့ထွက်သွားတာကနိုင်ငံရဲ့စီးပွားရေးကိုဘလို့ထိခိုက်စေလဲဆိုတာကိုစက်ကြည့်အောင်ရင်းမြစ်တွေဖတ်ကြည့်ရတော့တော့စီးပွားရေးကန္တာအဆုံးမှာတက်ရောက်မှုရှိတယ်လို့ဆိုထားတယ်နောက်ဆုံးကတော့လုံသားရှားပါမှု labor shortage ပေါ့နော်အထူးသဖြင့်ဟို IT လို့ digital ဒေပညာနယ်ပယ်တွေ ်ဆောက်လုံရေးဆက်ယုံအလုံယုံစိုက်ပျိုးရေးလိုကာဏတွေမှာလူငယ်လုံသားအညာတိတိတသားကိုကြဆင်းလာတယ်အထူးသဖြင့်ဤပညာပိုင်း digital skill ရှိတဲ့လူငယ်တွေထွက်သွားတာကနိုင်ငံရဲ့စံတည်တည်ထွင်ဆန် innovation ကိုအကြီးကျယ်ထိခိုက်စေတာပေါ့ Okay နောက်တစ်ခုကယင်းင်းပြုံးနံမှုကြဆင်းခြင်း decreased investment ပေါ့လုံသားအင်အားမလုံလောက်တာရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်တော့ပေါ့လေ ရှိပေသားပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေတောင်လုပ်ငန်းချဲ့ဖို့ဓမ္မမုတ်ဆက်လုပ်ဖို့ဝင်လေးလာကြတယ်။အသစ်ဝင်ကျင်တဲ့သူတွေအတွက်လဲဆွဲဆောင်မှုကအရန်ရော့ကျသွားတာပေါ့။ဒါပြက်လဲလူငယ်တွေထွက်သွားတာကပြည်တွင်းကဝဲလို့အားကိုပါထိခိုက်စေတယ်ဆိုတဲ့အချက်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်ပါတယ်။အဲ့ဒါကိုစားသုံးသူဆေးဝါးကြုံဝင်ခြင်း contracting consumer market လို့ပြောလို့ရမယ်ထင်တယ်။ဘာလို့လဲဆိုတော့လူငယ်တွေဆိုတာအဓိကဝယ်ယူသုံးစွဲတဲ့အင်အားစုထဲမှာပါတယ်လေ။ သူတို့များများပြီးပါထွက်သွားတာရောပြည်တွင်းမှာကြံခဲ့တဲ့သူတွေရဲ့ဝင်ဝင်မလုံလောက်မှုစီးပွားရေးရေပရေးမကောင်းတာတွေကြောင့်ရောပြည်တွင်းဝယ်လိုအား consumer demand ကတိတိတလာကိုညော့ချသွားတယ်။ဟွန်းအဲ့ဒါကကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ရှင်သန်ရပ်တည်မှုကိုတရိုက်ချင်းချုံနေတာပေါ့အားလုံးခြုံပြောရရင်နိုင်ငံရဲ့အဓိကမောင်းနှင်အားဖြစ်တဲ့လူငယ်တွေဆုံးရှုံးသွားတာဟာရေရှည်မှာဟိုထုတ်လုပ်နိုင်စွမ်း productivity ကနေအခွန်ဝင်ငွေထိအဖက်ဖက်ကနေထိဖိုက်စေတာပါ ရှီပေါ်ရဲ့ခေါမှုတွေအပြင်လူမှုရင်းနဲ့စိတ်ပိုင်းဆိုင်ရာဗမာရောဘလူဖီယာတွေရှိလာတယ်။ဒီအချက်ကိုလေရင်းမြစ်တီကတော်တော်လေးအလေးပေးဖော်ပြထားတာတွေ့ရတယ်။စိတ်ပိုင်းဆိုင်ရာဖီစီမှုကတော့အတိကပဲရှင်လူငယ်တွေရောသူတို့ရဲ့မိသားစုဝင်တွေပါပေါ့နော်ဘယ်အချင်းစစ်မှုထမ်းဖို့အခေါ်ခံရမှာလဲကို့ဘဝအစီအစဉ်တွေဘလို့ပျက်စီးတော့မလဲဆိုရဲစိုးရင်ကူပါမှု anxiety နဲ့နေ့စဉ်ဖြတ်တန်းနေရတယ် ဒါကစိတ်ဖိစီးမှု mental stress ကိုအလွန်အမြင့်မြင့်တက်စေတာပေါ့လူမွေးပိုင်းမှာကြည့်ရင်လေလူငယ်တွေမျိုးပြတယ်ကိုရဲရွာတွေကနေအများကြီးထွက်ခွာသွားတော့ရဲရွာတွေမှာ အရင်လိုမစီကားတော့တာအထီးကျန်ဆန်းလာတာလူမှုဆက်ဆံရေးခွင့်တဲ့တွေပြတ်တောက်တာမျိုးတွေနောက်လောက်သားရှားပေါင်းမှုကြောင့် data တွင်စီးပွားရေးလက်ပတ်မှုတွေနေကွေးသွားတာတွေအဲ့ဒါမျိုးတွေဖြစ်လာပါတယ်။ကောင်းပါပြီ။ဒါဆိုပြပကိုရောက်သွားတဲ့လူငယ်တွေသူတို့ကတော့အခက်ခဲတွေကြာကလွတ်မြောက်သွားပြီလို့ပြောလို့ရမလား။ သူတို့ရဲ့အခြေအနေနဲ့စိတ်ခေါ်မှုတွေကိုဆက်ပြီးကြည့်လိုက်အောင်အဝယ်မှု legal status ကိစ္စတွေမှာပဲများစုက visa တက်တန်းလွန်သွားတာတို့တရားမဝင်နေဆက်ဖြတ်ကျော်လာတာတို့ကြောင့် undocumented အခြေအနေနဲ့နေထိုင်နေရတာတွေရှိတယ်။ဟွန်းစာရစာလည်းမရှိတဲ့အခြေအနေပေါ့ဟုတ်ပါတယ်အဲ့ဒီတော့အမြဲတမ်းအဖမ်းခံရမလားဆိုတဲ့စိုးရိမ်စိနဲ့နေထိုင်ရတယ်လို့အလုရှင်တွေလည်းခေါင်းပုံဖြတ်တာအခွင့်ရေးချိုးဖောက်တာတွေကိုလည်းခံရနိုင်ကြများတာပေါ့အလုအကိုင်းနဲ့ဘွားလုံးကြုံမှုအပိုင်းမှာရော ဘလို့အခက်ခဲတွေရှိနေအဲ့ဒီတရားဝင်စာရုပ်ဆက်တာလည်းမရှိတဲ့အခါကျတော့လောကလာစနဲတာတွေပင်မတဲ့အလုပ်တွေ 3D လို့ခေါ်ကြတဲ့အလုပ်မျိုးတွေပေါ့ daddy dangerous demeaning အဲ့ဒီလိုအလုပ်မျိုးတွေမှာအလုပ်သမားအခွင့်အရေးအပြေးပွင့်မရဘဲလုကင်နေရတာတွေရှိပါတယ်။နောက်ပြီးတော့နိုင်ငံရဲ့ချမ်းမတရုတ်တရုံးကန်ရတဲ့တန်းအင်ကိုလွမ်းဆုတ်ရတဲ့တန်းအနာဂတ်မရေရာမှုတွေအဲ့ဒါတွေကြောင့်စိတ်ဖြစ်စည်းမှုစိတ်တကြချင်းလိုမျိုးစိတ်ချမ်းမရေးပြဿနာတွေလည်းအဖြစ်များတယ်လို့ဆိုပါတယ်။ဘယက်မီတေထဲမှာ အရေးအချင်းဆုံးရှုံးမှု skills under utilization ဆိုတဲ့အသုံးအနှုန်းကိုလည်းတွေ့ရတယ်။ဒါကဘယ်လိုအတိပ္ပယ်မျိုးလဲ။အင်းအဲ့ဒါကတော်တော်လေးနှိမ့်မဖို့ကောင်းတဲ့ခြေနေပါ။ဆိုလိုတာကဘီရွေးမှာဘွေးရပညာတက်တည်ကျွမ်းကျင်မှုရှိပြီးသားလူငယ်တွေတောင်ဒီဘက်ကိုရောက်သွားတဲ့အခါမှာသူတို့ရဲ့အရေးချင်းတွေနဲ့မကိုက်ညီတဲ့အများအဖြစ်ခြေခံလှုပ်သားအဆင့်အလုပ်တွေကိုပဲလုပ်ကိုင်နေရတာမျိုးကိုဆိုလိုတာပါ။ဒါဟာလူငယ်တယောက်ချင်းစီရဲ့အလားအလာကိုထိခိုက်တာတင်မို့ပဲ။ တကယ်တော့မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်နေတာပေါ့ဟုတ်ကဲ့ဒါဆိုရင်ပြည်တွင်းမှာပဲကြံရင်ခဲ့တဲ့လူငယ်တွေသူတို့အတွက်ရောဒီအချင်းတွေကိုချော်လွားဖို့ဘလို့စင်ကုန်မှုတွေရှိနေမလဲဘလို့ဖြစ်ရှင်းနည်းလမ်းတွေများရှိနိုင်မလဲဒီတွင်းကလူငယ်တွေအတွက်စင်ခုံမှုတွေကိုတဲကတုံးပိုင်းခွဲပြီးတော့ရင်းမြစ်တွေမှာဖော်ပြထားတာတွေ့ရပါတယ်ရှင့်ပထမတစ်ခုကစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပေါ့ mental resilience လို့ခေါ်တာပေါ့ဒီလိုမလုံးကျုံ မရေရာတဲ့အခြေအနေတွေကြားထဲမှာ မျောလင်းချစ်မပြောက်တော့ထိန်းသားနိုင်ဖို့စိတ်တကြတာစိုးရင်ပူပန်တာတွေကိုကြော်ရွားနိုင်ဖို့ကတကယ့်ကိုကြီးမားလုံးစင်ခုံမှုတစ်ခုပါပဲ။တလင်းမားတွေဖျားပဲပဝန်းကျင်အမြင်တွေကြားထဲမှာကိုပိုင်ဝေဖန်ပိုင်းချနိုင်စွမ်း critical thinking နဲ့ရည်တည်သွားဖို့လိုအပ်ပါတယ်။ဒီနေရာမှာစိတ်ချမှားမရေကိုဘလို့ဂရုစိုက်လဲလဲဆိုတာတော်တော်လေးအရေးကြီးလာပြီပေါ့။အတေးကြပါပဲ။စိတ်ချမှားရေထိန်းသိမ်းဖို့နီလန်တချို့ကိုလည်းရင်းမြင်တွေကအကြံပြုထားတာရှိပါတယ်။ဥပမာတရင်တွေဆက်မပြတ်ဖက်ရှူနေတာဆိုရှယ်မီဒီယာသုံးလာတွေကို နင်းနေနင်းနေမိတမဘီကန်တတာမျိုးလုတ်ပြီးတော့ကိုယ်စိတ်ကိုအနာပေးဖို့လိုတယ်ပေါ့ပြီးတော့ယုံကြည်ရတဲ့မိဆွေမိသားစုဝင်တွေနဲ့ကိုယ့်ရဲ့ခံစားချက်တွေအခက်ခဲတွေကိုဖွင့်ရတိုင်းပင်တာ share လုပ်တာကလည်းအရန်အရန်အရေးကြီးပါတယ်လိုအပ်ရင် professional အကူအညီရယူဖို့လည်းဝင်မလေးတင်မှုပေါ့ဟုတ်ကဲ့နေ့စဉ်လုတ်စရာလေးတွေဖန်တီးတာကိုလည်းလှုပ်ရှားမှုလုပ်တာပစ္စုပန်ကိုပဲအားယုံစိုက်တာအဲ့ဒါတွေကလည်းစိတ်တည်ငြိမ်အောင်ကူညီနိုင်ပါတယ်လို့ဆိုပါတယ်ဒုတိယစင်ခေါ်မှုကပညာရေးနဲ့စီးပွားရေးဘက်မှာလက်လျော်ညီထွေးမှု education and economic adaptation လို့ဆိုတာတဲ့ဒါကဘလိုမျိုးကိုဆိုလိုတာလဲဟုတ်ပါတယ်အလုတ်ကိုင်ရှားပါလာတဲ့စီဝါရေးကော်မတီငင်ကူဆိုတော့လက်ရှိအလုတ်ဈေးကွက်မှာတကယ်လို့အနေနဲ့ကျွမ်းကျင်မှုတွေ in the mass skills တွေကိုခေါ်တာကဖြစ်ဖြစ် online ကနေဖြစ်ဖြစ်စစ်မဖြစ်သင်ယူနေဖို့လိုအပ်တဲ့စင်ခေါ်မှုမျိုးပါ အထူးသဖြင့် digital skills တွေပေါ့ data analysis တို့ coding တို့ digital marketing တို့နောက်အင်္ဂလိပ်စာလိုဘာသာစကားကျွမ်းကျင်မှုတွေကဒီတို့မှာပဲဖြစ်ဖြစ် ဒီပါအလုံးကင်ရှာမယ်ဆိုရင်ပဲဖြစ်ဖြစ်အရန်အရေးပါလာတယ်။อืมအဲကြောင့် UDB Coursera လို့ platform ဒီ YouTube တို့ Khan Academy တို့လို့အခမဲ့ရင်းမြစ်တွေကနေသင်ယူတာကိုပါတာကိုလက်တွေ့ project ရေးတွေလုပ်ကြည့်တာအဲ့ဒါတွေကအလုံးမဲ့အရေးကြီးလာပါပဲ။စီဝိုင်းရှုထောင်ကကြည့်ရင်တော့ဘီလိုက်လျောညီထွေဖြစ်အောင်လုပ်ရမလဲ။မတင်းငီမှုတေချာတဲ့ကနေအခွင့်အလမ်းကိုရှာဝေနိုင်ဖို့လိုအပ်လာတာကော ဥပမာ freelancing လို့မျိုး remote အလုပ်တွေဒါမှမဟုတ်အသေးစားစီးပွားရေးလုပ်ငန်းလေးတွေ setting ဟိုအတွက်ရေးရင်မူရောပြောင်းလဲတင်လွယ်ရှိမှု adaptability ရောလိုအပ်ပါတယ်ကိုယ့်ရေလုံခြုံရေးကိုတိတ်မထိခိုက်စေမဲ့ဝင်ငွေလမ်းကြောင်းအတိတ်တွေကိုဖန်တီးနိုင်ဖို့ကြိုးစားရမှာပါတတိယစင်ခေါ်မှုကရွေးချယ်မှုအဆန်ရစင်ခေါ်မှုလို့ဆိုပါတယ်အဲ့လားကတော့မှန်ပါတယ်လူငယ်တွေကဘဝရဲ့တော်တော်အရေးကြီးတဲ့အဆုံးဖြတ်ချက်တွေကို PR တွေအောက်မှာ အချင်းတို့အတွင်းမှာချမှတ်နေရတဲ့အခြေအနေပါပြီးတွဲမှာပဲစွန့်စားပြီးဆက်နေမလားဒါမှမဟုတ်အခက်ခဲတွေအများကြီးကြားရနေပဲပြီးဘက်ကိုထွက်ခွာဖို့ကြိုးစားမလားဆိုတော့တော်တော်လေးခက်ခဲတဲ့ဆုံးဖြတ်ချက်တွေပေါ့မဲလန်ကိုပဲရွေရွင်ထွက်အကျိုးဆက်တွေကိုလက်ခံနိုင်ဖို့ကိုကိုကိုပြင်ဆင်ထားရမယ်စင်ခေါ်မှုမျိုးပါဒါပြင်ဟိုလူမှုရေးနိုင်ငံရေးလှူရှားမှုတွေမှာဘယ်အတိုင်းအတာအထိပါဝင်မလဲဒါမှမဟုတ်ကိုလုံလုံရုပ်ကိုပဲဦးစားပေးရှောင်နေမလားဆိုတော့ကိုကျင့်တရဆိုင်ရာအထီးကိုရွေးချယ်မှုတွေလည်းကြုံတွေ့နေရတယ်လို့ဆိုပါတယ် အခုလက်တွေ့မှာလည်းလူငယ်တွေဒီဥပဒေကိုဘယ်လိုနည်းလမ်းအနေနဲ့ရှောင်လွဲဖို့စူးစမ်းနေကြတယ်လဲအထူးသဖြင့်ဘီဘာသတ်ဖို့စူးစမ်းတဲ့အခါမှာဂျုံလျားတဲ့ passport အခက်ခဲကိုဘလို့ကြော်လွားဖို့စူးစမ်းနေကြတယ်လဲဆိုတာကိုဆက်ပြီးကြည့်ကြည့်အောင်တရားဝင်လမ်းကြောင်းတွေ skill worker visa trainee visa student visa နဲ့တော့တရားဝင်နည်းလမ်းတွေမှာထွက်နေကြတာပါဟုတ်ကဲ့ဒုတိယကတော့ပြည်တွင်းမှာပဲလူ့ခွင့်စွာနေထိုင်လုပ်ကိုင်တာမျိုးပါ remote အလုပ်တွေ freelancing လုပ်တာမျိုး ဒါမှမဟုတ်အာနာပိုင်တွေရဲ့စာရင်းနဲ့မပါအောင်ခြေရဖျော့ပြီးပုံးရှောင်နေထိုင်တာမျိုးပေါ့တတိယနီလန်းကတော့တရားဝင်နီလန်းနဲ့တုံ့ပြန်ကြည့်တာမျိုးပါစင့်ခေါ်ခင်ရတဲ့အခါမှာစေပညာရကင်းလွတ်ခွင့်ရအောင်ကြိုးစားတာဒါမှမဟုတ်ပညာသင်ကြားနေစေဆိုရဲ့အကြောင်းပြချက်နဲ့အချိန်ဆွဲတာမျိုးတွေပါဟုတ်ကဲ့ဒါပေမဲ့ပြပထွက်ဖို့ကြိုးစားတဲ့အခါမှာ passport ရဖို့ခက်ခဲတယ်အစိုးရကလိုတလန့်ထွက်မပြေးဘူးကန့်တတ်တယ်ဆိုတဲ့တင်းနေတယ်တော်တော်ကြားနေရတယ်ဒီချက်ကိုရင်းမြစ်တီကမလို့တုံးသက်ထားတယ် ဒါကလက်တွေ့မှာတကိကိုကြီးမားတဲ့အတားအဆီးဖြစ်နေပါလေရှင်။တိကျတွေ့ချာလဲဖြည့်ရှင်းနည်းရဲ့လို့တော့မရှိပေမဲ့စူးစမ်းကြည့်နိုင်တဲ့အချက်တချို့ကတော့ဖော်ပြထားတာတွေ့ရတယ်။ပြီးနှွေးမှာဆိုရင်အရေးပေါ်စည်းကူတမှုခံယူဖို့လိုအပ်ကြောင်းဓမ္မမဟုတ်ပညာသင်စု scholarship ရထားကြောင်းဟိုင်လုံးတဲ့အထောက်အထားတွေပြပြီးတော့ရှောက်ချတာမျိုးအကျိုးဆောင်တွေကတဆင့်စူးစမ်းတာမျိုးနမမဟော passport ရုံးနဲ့ရဲ့ချိနယ်ကိုစောင့်ကြည့်ပြီးတော့အခွင့်အခါတင်ရင်ရှင်းထားတာမျိုးတွေလုံးကြတယ်လို့ဆိုရတယ်။ ပြပယောက်ီသားပတ်စပို့တတန်းကုန်နေတဲ့သူတွေအတွေ့ရောဘလို့ချန်ပီချက်ရှိမလဲသူတို့တော့ကတော့သက်ဆိုင်ရာနိုင်ငံကမြန်မာတန်ယုံဒါမှမဟုတ်ကောင်စီဝင်ရောမှာယာယီခေးထွားလက်မဲ့ travel document ဖြစ်ပတ်စပို့အသစ်ဖြစ်ဖြစ်ရှောက်ထောက်ဖို့စူးစမ်းကြည့်နိုင်တယ်ဒါပေမဲ့တန်ယုံတွေကပူးပေါင်းဆောင်ရွက်မှုအားနည်းတာတွေအခက်ခဲပေးတာမျိုးတွေရှိနိုင်တယ်လို့ရင်းမြစ်တချို့ကဆိုထားတာရှိပါတယ်ဟင်းအခက်ခဲရှိနိုင်တာပေါ့ဟုတ်ပါပါဒါကလည်းတော်တော်လေးရှုပ်ထွေးပြီးအချင်းအကြာကြီးဆောင်ဆိုင်ရနိုင်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါလေ ဒါဆိုရင်အရင်မြစ်ဒီမှာပေါ်ပြထားသလိုပဲပေါ့ passport ကိစ္စကဒီလိုမတိချာမရေရာတဲ့အခြေအနေမှာရှိနေတော့လူငယ်တွေနေနဲ့ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ຢာတွေဥပမာရေချင်းမြင့်တင်လား sket upgrading နဲ့ငွေကြေးစုဆောင်ပြင်ဆင်ထားမှု financial planning ကိုပဲအဓိကအားစိုက်ပြီးလုပ်ဆောင်ထားတင်တယ်ဆိုတဲ့သဘောမျိုးတက်ရောက်နေတာပေါ့နော်ဟုတ်ပါတယ်လက်ရှိအခြေအနေအရကိုယ်ပကထိန်းချုပ်လို့ရနိုင်တဲ့အရာတွေဖြစ်တဲ့ digital skills တို့ english စာလို့ရေချင်းမြင့်တင်တာ အေးဖို့တုံးမှုငွေကြေးစုဆောင်းထားတာအဲ့ဒါတွေက passport စောင့်ဆိုင်နေတဲ့အချိန်အတွင်းမှာတော့နောက်ပိုင်းပဲလမ်းကြောင်းကိုပဲရွေးချယ်ပြီးဖြစ်စေအရေးကြီးဆုံးပြင်ဆင်မှုတွေဖြစ်လာနိုင်တယ်လို့ဆိုနိုင်ပါလိမ့်ရှင်။ကောင်းပါပြီ။နောက်ထပ်ဆွေးနွေးရမယ့်အကြောင်းအရာကတော့နည်းနည်းပို့ပြီးတော့ထိလွယ်ရှည်လွယ်ဖြစ်နိုင်ပါပဲ။အတင်းဓမ္မစစ်မှုထမ်းဖို့ဖန်စီခံလိုက်ရတဲ့သူတွေပေါ်တာဆွဲခံရတဲ့လူငယ်တွေရဲ့အခြေအနေပါ။သူတို့အတွက်ရင်းမြစ်တွေထဲမှာဘလူးအကြံပြုချက်တွေတွေ့ရပါသလဲ။ဟုတ်ကဲ့။ ဒါကအလွန်ကိုထိလွဲရှိလွဲပြီးတကယ်လဲအန်ဒီယံများတဲ့အခြေအနေပါအဓိကအကြံပြုချက်ကတော့ရှင်တန်ရည်တည် survival နဲ့စိတ်တကြံ့ခံရေး mental fortitude ကိုဦးစားပေးဖို့ပါပဲလုံခြုံရေးအတွက်အစပိုင်းမှာတော့အမိန့်ကိုနားခံတာပတ်ဝန်းကျင်ကိုတတိထားပြီးလေ့လာတာပြီးတော့ဒါဟာယာယီအခြေအနေတစ်ခုထားဖြစ်တယ်လို့ကိုကိုကိုအားပေးပြီးတော့စိတ်တက်ကိုတတ်နိုင်တမျှစံခါရအောင်စူးစမ်းထိန်းသိမ်းဖို့အရေးကြီးဆုံးပါပဲ။ တခြားဘာတွေကိုအဓိကသတိထားသင့်တယ်လို့ဆိုထားသေးလဲကိုကြီးကိုတာခံယူချက်တွေအမြင်တွေကိုရှုပ်ဝှက်ထားဖို့ information security ပေါ့အဲ့ဒါအရေးကြီးပါတယ်မိသားစုနဲ့အဆက်တွေရခဲ့ရင်တောင်လုံခြုံတဲ့စကားအနည်းငယ်လောက်ပဲပြောသင့်ပါတယ်ကျမ်းမာရေကိုလည်းတတ်နိုင်သလောက်ယူဆရပါမယ်အာဟာရအနားယူမှုရေသပ်ပြေဝမှုအဲ့ဒါတွေကိုယူဆိုင်ထားမှကိုခံကကောင်းနေပြီးတော့အခွင့်ရေးပေါ်လာတဲ့အခါလွတ်မြောက်ဖို့အားရင်ရှိမှာပေါ့ အဓိကကတော့ NDA ရဲ့အနည်းဆုံးလေလွတ်မြောက်နိုင်မဲ့အခွင့်အရေး escape opportunity ကိုအမြဲတမ်းစောင့်ကြည့်နေဖို့စဉ်းစားနေဖို့ပါပဲ။ရင်းမြစ်တွေထက်ကတော်တော်လေးတုံ့လောက်ဆရာကောင်းတဲ့အချက်တခုကမူရင်းစေဝါကိုအတိတ်အတ္တမသုံးဆွဲခိုင်းပြီးတော့ရှေ့တန်းကိုပို့တိုက်ခိုက်ခိုင်းတဲ့မျိုးတွေရှိတယ်ဆိုတဲ့အချက်တွင်ဒီလိုကြောင်မက်ဖွယ်အချီနေမျိုးအတွက်ရောဘလို့အကြံပြုချက်တွေရှိပါသလဲ။ဟုတ်ကဲ့။ဒါကတကယ်ကိုအင်မတန်လူသားမဆန်ကီလို့ရပါ။ ဒီလိုအခြေအနေမျိုးကြုံလာခဲ့ရင်မူးယစ်ဆေးဝါးရဲ့အန္တရာယ်ကို short ချနိုင်ဖို့ harm reduction ကိုစူးစမ်းရပါမယ်။အတင်းသုံးခိုင်းရင်ငင်းဆန်ဖို့မဖြစ်နိုင်ပေမဲ့ပမာဏကိုတက်နိုင်သမျှ short သုံးဖို့စူးစမ်းတာဆေးအနိုင်တင်အငင်းပေးပြောက်သွားအောင်ရင်မြန်းများတောက်တာအစာစားတာမျိုးတွေစူးစမ်းလုပ်ဆောင်သင့်တယ်လို့ဆိုပါတယ်။ဆွဲလမ်းမှုမဖြစ်သွားအောင် ကိုကိုကိုတတိထားပြီးထိန်ချုပ်ရပါမယ်။တိုက်ပွဲမှာတော့ တိုက်ပွဲမှာဆိုရင်ရှင်တန်ရဲကိုပရမအူစားပေး prioritize survival ရပါမယ်။အဓိကရည်မှန်းချက်ကတက်ခိုက်ဖို့မဟုတ်ပဲအသက်ရှင်ကြံရွေးဖို့ဖြစ်တယ်ဆိုတာစိတ်ထဲမှာအမြဲထားရမယ်။အကာအကွယ်ယူပါ မလိုအပ်ပေအသက်အန္တရာယ်ရှိတဲ့စွန့်စားမှုတွေကိုရှောင်ရှားပါ။ကိုယ်ပန်းစင်ကျင်းတုံတရားကိုတတ်နိုင်တမျှတုံးပြီးတော့ဘသူ့ပေါ်မှာအလွယ်တကူမယုံကြည်ဖို့အရေးကြီးပါတယ်။အဓိကကတော့လွတ်မြောက်နိုင်မယ့်အခွင့်အရေးကိုစောင့်ဆိုင်ဖို့ပါပဲ။ ဒီလိုအခြေအနေတွေမှာအပြင်ကမိသားစုတို့မိဆွေတွေနဲ့ဆက်သွယ်ဖို့ဆိုတာကလည်းနောက်ထပ်အခက်အခဲကြီးအခုဖြစ်လာပြတော့ဖုံးသုံးခွင့်မရှိဘူးဆိုတဲ့အခါဘလို့နီးလန်းညီများရှိနိုင်အောင်မယ်အနေနဲ့များပေမဲ့ဝင်းမြေဒီမှာဖော်ပြထားတဲ့စ조사ကြည့်နိုင်တဲ့နီလန်တချို့တော့ရှိပါတယ်။ဥပမာတက်စခန်းထဲမှာအလွတ်လုံနေတဲ့အရက်သားဝင်တွေရှိနိုင်တယ်လေ။ဥပမာစာဖုန်းမှုတို့တန်ရှင်းရေးတို့ဒါမှမဟုတ်အဝယ်အထွက်ရှိတဲ့သူတွေအဲ့ဒီလိုလူတွေကတဆင့်ချို့ဝက်စွာမှတ်စုတူလေးတွေ USB drive ကိုအရာလေးနဲ့သတင်းပေးဖို့ကိုစ조사တာမျိုးပေါ့ဒါပေမဲ့ဒါကတကယ်ယုံကြည်စိတ်ချရတဲ့သူဖြစ်ဖို့လို့လို့အလွန်ပဲအန္တရာယ်များပါတယ် PC ပါစေပို့တဲ့အခါ show website ထည့်ပေးတာမျိုးလည်းရှိနိုင်ပေမဲ့ဒါလည်းစစ်ဆေးခံရနိုင်ခြင်းရှိတာပေါ့တခြားစင်ဆာနိုင်စရာနည်းလမ်းတွေကတော့ရှိသေးလားတချို့ကလွတ်ဝတ်ပြီးဖုံးအသေးစားလေးတွေခိုးတဲ့တာမျိုးအကျိုးစားနိုင်တယ်လို့ဆိုပေမဲ့ဒါကတကယ်အန္တရာယ်ကြီးပါတယ် ရုံးတုံးကွန်ပျူတာလိုမျိုးခဏတဖြုတ်အသုံးပြုခွင့်ရခဲ့ရဲ့ online ကနေဆက်သွယ်တာမျိုးလည်းထိနိုင်ခြင်းအနည်းငယ်တော့ရှိနိုင်ပါတယ်။ကြိုတင်ပြီးတော့မိသားစုနဲ့ code words လောဝစကလုံးလေးတွေသတ်မှတ်ထားတာကအရေးပေါ်ဆက်သွယ်တဲ့အခါမှာအထောက်အကူပြုနိုင်ပါတယ်။ဘယ်နီလမ်းပဲဖြစ်ဖြစ်အလွန်အန်ဒီရများတာမို့အခြေအနေကိုတေချာချိန်စားပြီးမှပဲလွတ်ဆုံသင့်ပါတယ်။၂နောက်တစ်ခုကစေမထအချင်းချင်းလွန်မျောကိုစီယုံတာမျိုးဒါကတော့ဘယ်လောက်လက်တွေ့ကြနိုင်မလဲ။ ဒါကပိုပြီးတော့ NDA များမဲ့ပုံပဲဟုတ်ပါတယ်ဒါကတကယ့်ကိုအသက် NDA နဲ့အလွန်နီးစပ်တဲ့ကိစ္စပါလုံးဆောင်မယ်ဆိုရင်အလွန်အမြင့်တတိထားဖို့လိုပါတယ်ယုံကြည်မှုတည်ဆောက်ဖို့ Baiting Frost ကအဓိကပါပဲတိုက်ခိုက်စီးယုံတာမျိုးထက်တူညီတဲ့စိတ်ထန်စားချက်တည်ဥပမာစိတ်ပြတ်မှုတို့အိမ်လွားမှုတို့အဲ့ဓာတွေကိုစကားဟွက်တွန်းပြီးဝေမျှတာတန်ကိုးထမှုတူညီတို့ဟောက်မဟုတ်တွဲဝိုက်တဲ့နီးနဲ့စမ်းစစ်တာအဲ့ဓာမျိုးကြီးလုပ်ရပါမယ်ချိုးဝှက်ဆက်တွယ်တဲ့အခါမှာလည်း အမူအရာအချက်ပြတာ visual cues မျိုးလုံခြုံတဲ့နေရာနဲ့အချိန်ကိုရွေးချယ်တာစာရေးတာဖုံးသွင်းတာမျိုးလုံးဝရှောင်ကျဉ်တာတွေလုပ်ရပါမယ်။အစီအစဉ်ဆွဲရင်တော့အစီအစဉ်ချမှတ်ရင်လည်းလူအနှဲငယ်တော့ပဲတည်တင်ပြီးအရေးပေါ်အခြေအနေအထက်ကြိုတင်ပြင်ဆင်မှု contingency plan ရှိရပါမယ်။ဒါဟာအလွန် NDA ကြီးရဲ့လုပ်ရထစ်ကြောင်းထပ်ပြီးတော့တတိပေးကျင်ပါတယ်။တကယ်လို့များလွတ်မြောက်လာခဲ့ပြီဆိုပါစို့အထူးသဖြင့်ကိုမကျွမ်းကျင်တဲ့နေရာတွေတာကိုရောက်သွားတယ်ဆိုရင် ဘလို့အတွင်ယူပုံးရှောင်းရမလဲရင်းမြစ်ချက်မှာဟိုအဝိအဆောင်နှစ်ထက်ဝိတာမျိုးအကြံပြုထားတာတွေ့တယ်ဟုတ်ပါတယ်လင်းမြင်စွာအတွင်ပြောင်းလဲနိုင်ခြင်း quick camouflage ကတော်တော်အရေးကြီးပါတယ်ကြိုတင်ပြင်ဆင်မှုအနေနဲ့ကတော့စစ်ဝတ်စုံအောင်မှာအယတားဝိစာအယောင်မှိန်မှိန်ရိုးရိုးရှင်းရှင်းဒီဇိုင်းမျိုးကိုနှစ်ထပ်ဝတ်ထားပြီးတော့လွတ်မြောက်တာနဲ့စစ်ဝတ်စုံကိုအမြင်ဆုံးချွတ်ပစ်တာဒါမှမဟုတ်စွန့်ပစ်တာလွတ်ဖို့ပါ နောက်ပြီးတော့စစ်တပ်နဲ့ပတ်သက်တဲ့အမှတ်အသားမနှမြောကိုဖေရှားရပါမယ်။စံပင်ပုံစံကိုဖုံးကွယ်တာ၊ဥထုဆောင်တာ၊ဟွာစီတာမျိုးစစ်ဖိနှက်ကိုစွန့်ပစ်တာတတူဒါမှမဟုတ်တင်စိတ်တွေကိုဖုံးကွယ်တာမျိုးတွေလုပ်ရပါမယ်။အဓိကကတော့ကိုယ့်ကိုစစ်မှုထမ်းဟောင်းဒါမှမဟုတ်ထပ်ပြေးလာသူအဖြစ်မတင်ခေါင်းမှုမဖြစ်စေဖို့ပါပဲ။ဟုတ်ပါပြီ။အခုလိုလွတ်မြောက်လာပြီးဘေးကင်ရာကိုရောက်တဲ့အခါမှာအခုညီရနိုင်ဖို့ ဘီလိုအဖွဲ့အစည်းတွေကိုဆက်သွယ်နိုင်မလဲဆိုတာကိုနောက်ဆုံးအနေနဲ့ဆွေးနွေးကြရအောင်ပါဟုတ်ကဲ့ဒါကတော့ရောက်ရှိသွားတဲ့နေရာဒေသပေါ်မှာမူတည်ပါတယ်ရှင်နေရက်ဒေသဒါမဟုတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOC ထိန်းချုပ်ရာညီမေကိုရောက်သွားခဲ့ရင်သက်ဆိုင်ရာ EAO ရဲ့တာဝန်ရှိသူတွေဒါမဟုတ်နယ်စပ်အခြေဆိုင်လူအခွင့်အရေးနဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုဆက်သွယ်နိုင်ပါတယ်။ဘယ် EAO ကိုဆက်သွယ်မလဲဆိုတာကတော့ရောက်ရှိတဲ့မြေမြင်နဲ့ အဲ့ဒီအချိန်ကအချိန်တွေပေါ်မူတည်ပြီးလက်ချစုံစမ်းဖို့တော့လိုပါလိမ့်မယ်။အင်းနီးချန်နိုင်ငံတွေကိုရောက်သွားတဲ့အချိန်တွေမှာရောဘသူတွေကိုဆက်သွယ်ရမလဲ။အင်းနီးချန်နိုင်ငံဥမာထိုင်းတို့အိန္ဒိယတို့ကိုရောက်သွားခဲ့ရင်တော့အဲ့ဒီကဆက်သွယ်ရမယ့်အဖွဲ့အစည်းက UNHCR ကုလသမဂ္ဂဒုက္ခရညဆိုင်ရာမဟာမင်းကြီးရုံးမှာပဲ။သူတို့စီမှာဒုက္ခပြီးဓမ္မမို့နိုင်ငံရေးခုံလုံခွင့်တောင်းဖို့ Asylum Seeker အဖြစ်တရားဝင်စီရင်သွင်းနိုင်ပါတယ်။ဒါကနိုင်ငံတကာဥပဒေအရအကာအကွယ်ရရှိဖို့ရော နောက်ပိုင်းတတိယနိုင်ငံတခုခုကိုရွှေ့ပြောင်းအခြေချနိုင်ဖို့ပါအခွင့်အလမ်းရှိနိုင်ပါတယ်။ဒါပြင်အဲ့ဒီနိုင်ငံတွေမှာအခြေစိုက်တဲ့နိုင်ငံတကာနဲ့ဒေတာခံလို့ခွင့်ရေး NGOs တွေအလို့သမိုင်းအရာကူညီတဲ့အဖွဲ့တွေရွှေ့ပြောင်းအခြေချသူတွေကိုကူညီတဲ့အဖွဲ့တွေကိုလည်းဆက်သွယ်ပြီးအကူအညီတောင်းလိုက်ပါတယ်။ဆက်သွယ်တဲ့အခါမှာအထူးတတိပြုရမယ့်အချက်တွေရောရှိသေးလား။အရေးကြီးဆုံးကတော့ကိုယ့်ရဲ့လုံခြုံရေးတေချာမှာဆက်သွယ်ဖို့ပါပဲ။ ကိုဘယ်ကလာတဲ့ဘဲထက်ရင်ဘဲစခင်းကထပ်ပြေးလာတဲ့ဆိုတဲ့အသေးစိတ်အချက်လက်တွေကိုချက်ချင်းကြီးအကုန်ဖွင့်မပြောပဲလော့ဝတ်ထားဖို့လိုပါတယ်လူတိုင်းကိုအလွယ်တကူမညုံကြည်သင့်ပါဘူး UNACR လိုနိုင်ငံတကာအဖွဲ့အစည်းကြီးတွေကိုဒိုက်ရိုက်မဆက်သွယ်ခင်မှာယုံကြည်ရတဲ့ဒေသခံလူမှုအဖွဲ့အစည်းတွေ၊ကုညီရေးအဖွဲ့တွေကနေစင်ချိတ်ဆက်တာကပိုပြီးပေးဟင်းစစ်ချရနိုင်တယ်လို့လည်းရင်းမြစ်တချို့ကအကြံပြုထားတာရှိပါတယ်။ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့ကြတာတွေကတော့ရရှိထားတဲ့သတင်းရင်းမြစ်တွေကိုအခြေခံပြီးတော့ပေါ့လေ ဒီစစ်မှုထမ်းဥပဒေရဲ့ပက်ပေါင်းစုံကရိုက်ခတ်မှုတွေအထူးသဖြင့်မြန်မာလူငယ်တွေကြုံတွေ့နေရတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေနဲ့သူတို့ရဲ့ရင်ဆိုင်ဖြည့်ဆည်းမှုတွေကိုအတန်းရာတစ်ခုအထိမိမောင်းထိုးပြနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်တကယ်တော့ပညာရေးအလို့အကန့်အနာဂတ်ကနေအသက်ရှင်ရည်ရည်အထိပါ ရှုပ်ထွေးလာတဲ့ကိစ္စရက်ကြီးပါဟုတ်ပါတယ်ရှင်ဒီဆွေးနွေးမှုကနေကောက်ချက်ဆွဲနိုင်တာကတော့ဒီဥပဒေဟာလူငယ်တအူးချင်းစီရဲ့အိမ်မက်တီနဲ့အနာဂတ်ကိုတာမကပဲ နိုင်ငံတစ်ခုလုံးရဲ့လူမှုစီးပွားအနာဂတ်ကိုပါကြီးမားစွာချီးမြှောက်နေတယ်ဆိုတဲ့အချက်ပါပဲ။ဒါပေမဲ့တစ်ဖက်မှာလည်းဒီရင်းငစ်တွေထဲမှာပဲဖော်ပြထားသလိုလူငယ်တွေရဲ့အခက်ခဲတွေကြားကကြံ့ကြံ့ခံနိုင်မှု resilience ပေါ့နော်။နောက်အခြေအနေရန်ရက်ကိုလိုက်လို့ညီထေထေအောင်ကြိုးစားနေမှု adaptability ပြီးတော့အဆက်မပြတ်တင်းယူလို့တဲ့စိတ်ဓာတ်တွေကိုလည်းအားသက်စရာမြင်တွေ့နေရပါတယ်။ဒီလိုရှုပ်ထွေးအခက်ခဲလွန်းတဲ့အခြေအနေတွေကိုရင်ဆိုင်ကြော်ဖက်နေရတဲ့လူငယ်တွေရဲ့အနာဂတ်ဟာဘယ်လိုပုံစံမျိုးနဲ့ပြန်လည်ပြီးတော့အောက်ကောင်းလာနိုင်မလဲ။ သူတို့ရဲ့ဒီကြံ့ခိုင်မှုတွေအခက်ခဲတွေကြားကတင်ယူနေတဲ့အရေးချင်းတွေကနောက်ကချင်းမြန်မာနိုင်ငံပြန်လည်တိဆောက်ရေးမှာဘလို့ရေးပါတဲ့ခန်းခန်းနာနဲ့ပါဝင်လာနိုင်အောင်မလဲဆိုတာကတော့ကျွန်တော်တို့အားလုံးအသက်ဆက်လက်ပြီးစဉ်းစားစရာတွေးတော့စရာချက်တခုအဖြစ်ကြံ့ရှိနေဦးမှာပါပဲဒီဆွေးနွေးတင်ဆက်မှုကတော့ကျမတို့ရဲ့ Echoes of Revolution EOR Podcast Channel ကနေတင်ဆက်တာဖြစ်ပါတယ်ဒီလိုဆွေးနွေးမှုတွေကိုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Echoes of Revolution EOR Podcast Channel ကိုပြန်လည်ကြွလိုက်ခဲ့ဖို့ထိတ်ခေါ်ပါတယ် Join us again on the Echoes of Revolution EOR podcast channel as we continue to amplify the voices that refuse to be silenced. တိတ်ဆိတ်မခံတဲ့အတန်တွေကိုဆက်လက်ချေထွန်းပြီးလွတ်လပ်မှုနဲ့ဒီမိုကရေစီအတွက်ယုံကန်နေတဲ့မြန်မာပြည်သူတွေအကြောပန်းမှုတွေကိုတင်ဆက်ပေးသွားပါမယ်။နားဆင်ပေးမှုတို့ကြီးစုတင်ပါတယ်။